Hello အားလုံးမင်္ဂလာပါရှင်ဂျူဒီပါဗီဒီယိုလေးမလုပ်ပြပြတာကြာပြီပေါ့နော်ဒီနေ့မှာတော့ say speak talk tell လေးခုဘာတွေကွာလဲဆိုတာကိုဒီဗီဒီယိုထဲမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်ဂျူဒီအရင်တုန်းကတော့ရှင်းပြဘူးတဲ့ထင်တယ် live ထဲမှာဆိုတော့ဗီဒီယိုကပြတ်သွားပြီလားမသိဘူးအဲဒါကြောင့်မလို့အစ်စ်လေးပြန်လုပ်ပေးထားတာပါပြီးတော့ example sentence လေးနဲ့ရှင်းပြပေးမှာမဟုတ်လို့ပုံလေးလည်းဆွဲပေးထားတယ်အဲ့ခါကျတော့စကားပြောတာနည်းနည်းမြန်နေတယ်ကြည့်ရတာမမြင်ဘူးဆိုရင် structure လေးတွေကြည့်ဖို့အတွက်ဗီဒီယိုကို pause လုပ်ပြီးတော့ လေ့လာလို့ရပါတယ်เนาะပထမဆုံးတစ်ခုအနေနဲ့ say say ကိုဘယ်မှာသုံးလို့ရလဲဆိုရင်ဒီ report လုပ်တဲ့အခါပေါ့เนาะအလွယ်ပြောမယ်ဆိုရင်တယောက်ယောက်ကဟုတ်ပြီဘာပြောလိုက်တာလဲ အဲ့တော့သူကကြတော့ဘသူပြောလိုက်တယ်ဆိုတော့ focus လုပ်တာမဟုတ်ဘူးပြောလိုက်တဲ့စကားလုံးကို focus လုပ်တာပေါ့နော်အဲ့ဒါကြောင့်မလို့အခုကြည့်ပုံထဲမှာလဲရေးပေးထားတဲ့ the words you express နောက်တစ်ခါ report someone's words အဲ့တော့တစုံတစ်ယောက်ကပြောတဲ့စကားလုံးတွေကိုအထူးက focus လုပ်တဲ့အချိန်မှာသုံးပါတယ် structure လေးကိုကြည့်လို့ရတယ် example အနေနဲ့အခုပုံထဲမှာဆိုလို့ရှိရင်နော် she said she was tired သူပင်ပန်းနေတယ်လို့ပြောတယ်သူပင်ပန်းနေတယ်ဆိုတော့ she was tired ဆိုတဲ့စကားလုံးကိုအထူးက focus လုပ်တာပေါ့နော်နောက်ထပ်ကြည့် example လေးနှစ်ခုပေးပါမယ် John ကသူအလုပ်ရှုပ်နေတယ်လို့ပြောတယ် John said he was busy အာနောက်တစ်ခုပေါ့ဥမာအာသူသူတို့ကပြောတယ်မိုးရွာနေတယ်လို့ပြောတယ် they said it was raining ဒါဆိုလို့ရှိရင်အခုဗီဒီယိုလေးကိုကြည့်ပြီးတော့ say နဲ့ပတ်သက်ပြီးတော့ကိုကိုပိုင် sentence လေးတွေနှစ်ကြောင်းသုံးကြောင်းလုပ်ကြည့်ပါဒုတိယတစ်ခုအနေနဲ့ကတော့ speak ဒီစကားလုံးကိုပမာသုံးလို့ရလဲဆိုရင် language ability ဘာသာစကားကိုပြောနိုင်နဲ့မပြောနိုင်ဘူးဆိုတဲ့အခါမှာပေါ့နော် language နဲ့ပတ်သက်တာတွေမှာသုံးလို့ရတယ်နောက်တစ်ခုကကြတော့ formal saturations တွေမှာသုံးလို့ရပါတယ်အ structure လေးကိုကြည့်မယ်အခု example ပေးမယ်ဆိုရင်ထားပါတော့ငါဘာသာစကား၃မျိုးပြောနိုင်တယ် I can speak 3 languages အကြည့်နောက်ထပ် example လေးထပ်ပြီးတော့ပေးပါမယ်ထားပါတော့မနေ့ကကြည့် supermarket ကိုသွားတယ် အဆင်မပြေခဲ့ဘူးမန်နေဂျာနဲ့စကားပြောချင်တယ်ငါမန်နေဂျာနဲ့တွေ့ချင်တယ်ဒါမှမဟုတ်မန်နေဂျာနဲ့ငါစကားပြောခဲ့တယ် I spoke to the manager အဲ example နောက်တစ်ခုကကြတော့ဥမာထားပါတော့ခုနကတော့ငါအတန်းထဲမှာကလေးတွေကအရန်ဆူနေတယ်စကားတွေကိုအကျဉ်းကြီးပြောနေတယ်အဲ့ဒါကိုဂျူဒီကစကားတူတူပြောဖို့တော့ပြောခဲ့တယ်ပေါ့နော်အခုသူတို့လှမ်းကြည့်လိုက်တဲ့အချိန်မှာ they are speaking quietly သူတို့အခုစကားအကျဉ်းကြီးမပြောတော့ဘူးတူတူလေးပဲပြောတော့တယ်နောက်တစ်ခုနံပါတ်3ကကြတော့ talk ဒီ talk ကိုသုံးမယ်ဆိုလို့ရှိရင်အာ casual chat ဒါမှမဟုတ်လို့ရှိရင်လည်း informal situations တွေမှာသုံးလို့ရတယ်။ဒါပေမဲ့သူကအခုသုံးမယ်ဆိုလို့ရှိရင်တော့ဟိုခုနလိုမျိုး social chit chat ပေါ့နော်အလာပါတလာပါပြောတာဆိုပေမဲ့ conversation ပေါ်မှာ focus လုပ်တယ်ဆိုတာကိုသိရမယ်။ဥပမာပေါ့နော်ဒီပုံထဲမှာဆိုလို့ရှိရင် she is talking to her daughter သူသူသမီးကိုစကားပြောနေတယ်။အဲ့တော့အခုဒီမှာဒီစကားသမီးပြောတဲ့ဟာဒီသူတို့ဒီ casual chat လည်းဖြစ်ချင်ဖြစ်နိုင်နေတော့မလို့ရှိရင်လည်းတခြားအကြောင်းအရာတစ်ခုဖြစ်နိုင်တယ်။အာကျွေနောက်တစ်ခု example ထပ်ပေးရမယ်ဆိုရင်ထားပါတော့မနေ့ကကျွေတငယ်ချင်းတယောက်အိမ်ဝင်လာတယ်။သူနဲ့ကိုနဲ့မနေ့ကစကားအကြာကြီးပြောပြခဲ့ကြတယ်။ We talked for hours last night. သူနဲ့ကိုနဲ့အကြာကြီးပြောပြတယ်ပေါ့နော်။နောက်တစ်ခုကမနေ့က သူ ਈ ဆိုင်ကိုသွားတဲ့ချိန်မှာတငယ်ချင်းနဲ့ချိန်ထားတဲ့ဆိုင်ကိုသွားတဲ့ချိန်မှာသူတို့တွေကသူ ਈ အကြောင်းပြောနေကြတယ် they were talking about me structure လေးကိုကြည့်ပြီးနော်ဘယ်လိုသုံးလို့ရလဲဆိုတာနောက်ဆုံးတစ်ခုကတော့ tell tell ကကြတော့သူက giving information information ပေးတာဒါမှမဟုတ်လို့ရှိရင် to inform someone တယောက်ယောက်ကိုသူ ਈ တို့အာအတိပေးတာပေါ့နော်ဒီလိုမျိုးနေရာလေးတွေမှာကြတော့ tell ကိုသုံးလို့ရတယ်ပုံထဲမှာ ူငါကိုသူ့ရဲ့လျှို့ဝှက်ချက်ကိုပြောပြတယ် she told me a secret အဲ့လိုပဲနောက်ထပ်ဒီ tell told သုံးလို့ရတာဆိုရင်ငါသူ့ကိုစောင့်နေဖို့ပြောထားခဲ့တယ်အခုငါအကြွေမအားသေးဘူးစာတင်နေလို့ခဏစောင့်ပေးပါအောင်ဆိုပြီးတော့ပြောထားခဲ့တယ်သူအခုငါ့ကိုစောင့်နေ I told him to wait နောက်ထပ် example တကူနော်မနေ့ကငါတို့တွေ့ကြတယ်သူငါ့ကိုအကုန်လုံးအမှန်တိုင်းပြောပြပါတယ် he told me the truth အဲ့ခါကျတော့ ဘယ်နေရာလေးတွေမှာဘယ်လိုသုံးလို့ရပြီဆိုတာကိုကျွေဒီဗီဒီယိုထဲမှာရှင်းပြထားပါတယ်။ကိုဘယ်လောက်နားလဲလဲဆိုတာကိုသိချင်လို့ရှိရင်ဗီဒီယိုရဲ့ comment box ထဲမှာကျွေမေခွန်းလေးနဲ့ answer key နဲ့နှစ်ခုလုံးထည့်ပေးထားမယ်။အရင်ဆုံးမေခွန်းတွေကိုပဲဖတ်ပြီးတော့ကြောက်ဖို့ဖြည့်ချပါ အာမဖြေခင်လေးခုနကြွပြောသွားသလိုပေါ့နော်လေးခုကိုနားထောင်ပြီးတော့ကိုဟာကို sentence တွေအရင်ဆုံးလုပ်ကြည့်လိုက်လုပ်ကြည့်ပြီးတော့နားလည်ပြီးဆိုတော့မှခုနမေခွန်း10ခုကိုသွားဖြေဖြေပြီးလို့ရှိရင်အဖြေလေးတိုက်ကြည့်ပါဘယ်နှမှတ်ရလဲလို့ဒီနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗီဒီယိုလေးအဆုံးထိကြည့်ပေးလို့အားလုံးပဲကျေးဇူးတင်ပါတယ်